ီပေါက်တာတောင်ပြောတာပေါ့ဘာပဲဖြစ်ကိုအရင်တည်းကချစ်ခဲ့ရတဲ့ကိုရဲ့ညီလေးညီမလေးတွေရဲ့ပွဲမျော်ခဲ့ရတာ10နှစ်ကျော်လာခဲ့ပြီပေါ့နော်အောင်စပြူတော်ရဆရာတော်ရဲ့ဒီပန်းချန်ထဲမှာရှိရရခင်ပြေပေါ်မှာလက်မှတ်ထိုးမယ်လို့ပြောတဲ့အခါကျတော့ဟိုကျွန်တော်လဲဝမ်မတ်သက်တာနဲ့ဒီခန္ဓာပွဲလေးမှာပေါ့နော်ပါဝင်ပြီးတော့ခန္ဓာမှုပြဆောင်ရွက်ပေးခဲ့ရတာပါဟုတ်မင်းမင်းသားဆိုတာကချို့ဆိုလို့ရှိရင်ပေါ့နော်အောင်မြေကျော်ချောင်းမွေးရဲ့နောက်ပြန်နေပြီးတော့တို့ရဲ့ဒီ ဘဝကိုလုံခြုံအောင်ပေးနိုင်တဲ့ချမ်းသာကြွယ်ဝတဲ့အတိုင်းဝိုင်းနေလက်ထက်ကြတာများတယ်။ဒါပေမဲ့ကောင်းပြင်းတဲ့တဏ္ဍာဘိုးတို့ကကြတော့အချက်စစ်စစ်မှန်တဲ့ချစ်တဲ့တဲ့ကြောင့်မို့လို့သူတို့လူငယ်တဘာဝချစ်ကြိုက်ကြတာဒီလိုဆယ်နှစ်ကျော်လာတဲ့အခါမှာဒီတန်ရောစင်တွေကလည်းသစ္စာတရားတွေနဲ့အတူအခုလိုမျိုးတက်ထက်သွားတဲ့အခါမှာငွေကြေးဘလောက်ကြီးမှလို့ချမ်းသာမှဆိုတဲ့ဟာမပါတဲ့အတွက်ကြောင့်မို့လို့အရန်ကိုပကာသနာမရှိဘဲနဲ့အချစ်စစ်ချစ်မှန်တဲ့ချစ်တဲ့ဇုံလွဲလို့ပဲကျွန်တော်တို့သတ်မှတ်တယ် အာညီလေးကောင်းပြင်းနဲ့ညီမလေးတန်နာဘိုးတို့ရဲ့လက်မှတ်ရေးထိုးပွဲလေးမှာ ကျွန်တော်ကမင်္ဂလာအခမ်းအနားမှုဖြစ်စီစဉ်ဆောင်ရွက်ခွင့်ရခဲ့တဲ့ကြောင့်မလို့လေကောင်းပြင်းရောတန်နာဘိုးရောမချောဒီညနေကျေးဇူးအများကြီးတင်ပါတယ်လို့ဘာဖြစ်လဲဆိုတော့တို့ရဲ့တကယ်ကိုအရေးကြီးတဲ့အခမ်းကဏ္ဍကြီးမှာကျွန်တော်ပါဝင်ခွင့်ပြုတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဝမ်းသာတာပေါ့နော်ဟိုစိန်လင်းဆိုတာက အားလုံးကလည်းအရင်ကတည်းကသိပြီးသားရှင်းလဲဆိုတဲ့ခန်းနဝင်လုပ်တယ်အခုဆိုတာ2 day wedding studio လုပ်ငန်းလည်းလုပ်တယ်ပေါ့နော်အဲ့တော့ဒီလုပ်ငန်းတွေလုပ်နေရမှန်တော်ညာလည်းချိုးဆိုလို့ရှိရင်အမှုပညာတရားပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတရားပဲဖြစ်ဖြစ်မင်္ဂလာဆောင်တယ်ဆိုတော့တခါကျရင်တတိမရကြအောင်ကိုဘာမှဒီဝန်ဆောင်မှုတွေမှာအတိတ်တွေလည်းရှိတယ်အဲ့ထဲမှာမမဒါဒါကောင်းပြေလို့ဆိုလို့ရှင်ပေါ့နော် ကိုစိန်လေးအဲကျွန်တော်တို့လက်မှတ်ထိုးပွဲလေးလုပ်ဖို့ရှိတယ်အဲ့ဒါအကိုအခမ်းအနားမှုလေးလုပ်ပေးလို့ရမလားလို့လာပြောတဲ့အချိန်မှာ ထိပေါက်တာလည်းတော့ပြောတာပေါ့ဘာပဲဖြစ်ကိုအရင်တည်းကချစ်ခဲ့ရတဲ့ကိုရဲ့ညီလေးညီမလေးတွေရဲ့ပွဲမျှော်ခဲ့ရတာ၁၀နှစ်ကျော်လာခဲ့ပြီပေါ့နော်ကိုအရင်တည်းကသူတို့ဘယ်တော့လဲအမြဲတမ်းတွေ့နောက်တာပေါ့နော်စသူတို့ချစ်သူရေးစားဖြစ်ကစားတော့ဒါယူဖို့ထိတော့ကတော့ဟိုတိုက်တွန်းတော့မရှိဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုးအဲ၅နှစ်၆နှစ်လောက်ကြာလာပြီတွဲလာပြီနောက်ပိုင်းလဲကြာရော အမြဲတမ်းကြုံရင်မီးတယ်နောက်တယ်ပေါ့နော်ဘယ်တော့ယူမှလဲယူရင်ပြောတော့ဘာပဲဖြစ်အကောင်လုံးလုတ်ပေးမယ်အမေကလာဝစ်စုံလားအခမ်းနာမူလားဘာပဲဖြစ်ဖြစ်ပြောပရီဝယ်နေလားအကောင်လုတ်ပေးမယ်လို့ပြောခဲ့တာဒါပေမဲ့တကယ်တကယ်နဲ့သူတို့စောင်းမယ်အကိုတဲ့အခုလောလောဆယ်တော့လက်မှတ်လေးပဲအရင်ထိုးမယ်အချင်းချင်းလေးပဲလုံးမှာအဲဒီမော်ဘီမှာရှိတယ်ပေါ့နော်အောင်စပြူတော်ရဆရာတော်ရဲ့ဒီပန်းချန်ထဲမှာရှိရဲ့ရခင်းပြင်ပေါ်မှာလက်မှတ်ထိုးမယ်လို့ပြောတဲ့အခါကျတော့ဟိုကျွန်တော်လဲဝမ်မတ်သက်တာနဲ့ဒီခမ်းနာပွဲလေးမှာပေါ့နော်ပါဝင်ပြီးတော့ခမ်းနာမှုပြဆောင်ရွက်ပေးခဲ့ရတာပါဟုတ် အဲသူတို့နှစ်ယောက်ကလေတကားမှမဆောင်ဘူးတဲ့ဘလူတဲမာမာမပို့ပြီးတော့ဘလူပြောမလဲဆိုတော့ဘာမှမသိတဲ့သူတို့ကသူတို့မိလို့ခေါ်လို့ရတယ်ဟိုအရင်ကကျွန်တော်ပြောတယ်ဘာလုပ်ချင်လဲပြောအကောင်လုံးတိုင်ပင်လို့ရတယ်ကျွန်တော်အကြံဉာဏ်ပေးလို့ရလုပ်ပေးလို့ရဆိုတော့မဟုတ်ဘူးတဲ့ဟိုတချို့ကလေသူတို့လုပ်ပြီးသားဖြစ်နေပြီပေါ့နော်ရတယ်ဆိုတော့ okay ဆိုနေလိုက်တာတကယ်တကယ်ပွဲကြီးလဲရောက်တော့အာသူတို့အတွေ့အကြုံလည်းတိတ်မရှိတာလည်းပါတယ်ပေါ့နော်အဲ့တော့ကိုပဲလိုအပ်တာလေးဝိုင်းပြီးလုပ်ပေးဖြစ်တယ်အဲလုပ်ပေးရင်တဲ့ဟို လက်မှတ်ထိုးဖို့အတွက်လက်ထပ်စာချုပ်ကရောက်မလာသေးဘူးအဲ့တော့ပွဲထွက်မဲ့အစီအစဉ်ကနည်းနည်းလေးနောက်ကိုစောင့်လိုက်ရပါဘောပြီးတော့လည်းဒီမြက်ခင်းပြမှာဆိုတော့မနက်9:00နာရီလို့ပြောထားပေမဲ့လည်းနေတရအရန်ပူလာဒါပေမဲ့အားလုံးကချီးကျူးဖို့ကောင်းတယ်သူတို့နှစ်ယောက်ဘယ်လောက်ထိချစ်လဲဆိုတော့နေဘလောက်ပဲပူပူအဲ့ဒီခုံနေမှာလေအပြည့်ပဲသိလားထိုင်ပြီးတော့အားလုံးပွဲပြည့်ရက်ထိနေပေးကြတယ်ပေါ့နော်အားလုံးချစ်ကြပါတယ်ပြီးတော့လည်းအဲရှောင်းလန်းထွက်တဲ့ခါကျတော့သူတို့သားလောက်အရင် ဖိတ်ခေါ်မယ်စင်ပေါ်တက်လာတယ်အဲအဲ့ခါကျတော့လေအောက်ကနေပန်းလေးကျဲပြီးတော့ကြိုပေးကြတော့လေကြီးရတာကြီးနူးရတာပေါ့နော်အဲ့မှာသရိုသမီးလဲကြတော့မှထူးထူးခြားခြားညီမလေးတနာဘောကကိုရီးယားဆောင်းလေးနဲ့သူကရှောင်းလန်းထွက်ဖို့စီစဉ်ထားတာအဲ့ဒါကိုသိတဲ့သူ့ရဲ့တငယ်ချင်းတွေကလည်းသူထွက်လာချိန်မှာကိုရီးယားတချင်းလေးနဲ့ထွက်လာပါလားဆိုပြီးသူ့ကိုနောက်ကျအဲ့မှာတဲတဲကနေရှက်ပြအဲအဲ့လိုလေးပေါ့နော်ရှီလိုက်တာနှစ်ချက်အဲကျွန်တော်စင်ပေါ်နေကြည့်ပြီးတော့ တဏှာဘိုးလို့ချစ်စရာလေးပေါ့နော်အဲ့လိုမျိုး तू ရှက်သွားတာလားပျော်သွားတာလား तू ဒီလိုလေးရီလိုက်တယ်ဆိုတဲ့ဟာလေးရပေါ့နော်ခုနတော့ तू အင်တာဗျူးမတိုင်ခင်ကျွန်တော်ဒီဖုန်းလာအဲ तू ကျေးဇူးတင်ကြောင်းလမ်းပြောရင်းနဲ့ तू နဲ့တော့အဲ့ဒါမင်္ဂလာပွဲအကြောင်းနေပြန်ပြီးတော့ကျွန်တော်တို့ပြောဖြစ်သေးတယ်အဲ့လိုဘာဖြစ်လို့လဲအဲ့လိုလေးရီလိုက်တာလဲလို့အင်းနဲ့ဒီလိုပဲပေါ့အကိုတဲ့ပျော်လို့ပေါ့တဲ့အောက်ကတငယ်ချင်းတွေကသူ့စာရင်နောက်ရင်နဲ့ပေါ့နော်ဆိုတော့ဒီပွဲလေးရလေးပြောမယ်ဆိုရင်တော့ပကာတနာမပါဘူးသူတို့နှစ်ယောက်ကလေးပြောမယ်ဆိုရင်ဒီ မင်းသားမင်းသမီးစုံတွဲထဲမှာမအရန်ကိုအေးပြီးတော့တကယ်ကိုဟိုလိုချင်တတ်မှတ်မှုတိတ်မရှိဘဲနဲ့လေအဓိကသူတို့နေရာအချစ်စစ်ချစ်မှန်တဲ့ချစ်တာကိုပဲကျွန်တော်ကသုံးသပ်တယ်။ဘာပဲဖြစ်ဟိုမင်းသမီးမင်းသားဆိုတာကချို့ဆိုလို့ရှိရင်ပေါ့နော်အောင်မြင်ကျော်ချမ်းမွေးရဲ့နောက်ကွယ်ကနေပြီးတော့သူတို့ရဲ့ဒီ ဘဝကိုလုံခြုံအောင်ပေးနိုင်တဲ့ချမ်းသာကြွယ်ဝတဲ့အတိုင်းဝိုင်းနေလက်ထက်ကြတာများတယ်။ဒါပေမဲ့ကောင်းပြင်းတဲ့တဏ္ဍာဘိုးတို့ကကြတော့အချစ်စစ်စစ်မှန်တဲ့ချစ်တဲ့တဲ့ကြောင့်မို့လို့သူတို့လူငယ်တဘာဝချစ်ကြိုက်တာကဒီလိုဆယ်နှစ်ကျော်လာတဲ့အခါမှာဒီတန်ရောစင်တွေကလည်းသစ္စာတရားတွေနဲ့အတူအခုလိုမျိုးတက်ထက်သွားတဲ့အခါမှာငွေကြီးဘလောက်ကြီးမှားလို့ချမ်းသာမှားဆိုတဲ့ဟာမပါတဲ့အတွက်ကြောင့်မို့လို့အရန်ကို ပကဒနာမရှိဘဲနဲ့အချစ်စစ်ချစ်မှန်နဲ့ချစ်တဲ့ဇုံတွေလို့ပဲကျွန်တော်တို့သတ်မှတ်တယ်ဒီမင်္ဂလာပွဲလေးဆိုလို့ရှိရင်လည်းတို့ဒါဒီမင်္ဂလာကိုဆွံ့ကြွေးအနေနဲ့ဆရာတော်အကြောင်းမှာဆွံ့ကတ်တယ်ဒီသင်္ကန်းနဲ့တကွာလူပဲဝတ္ထုတွေကတ်တယ်ပြီးတော့တို့ရွှေမုံငုံတွေရွာတဲ့ခါမှာလည်းအလုံးအပြောကြတာပေါ့နော်အဲ့လိုမျိုးဆွံ့ကြွေးလေးလောက်ပြီးတော့ဒီကပြားဆက်ဆံလေးပဲရခင်ပြည်ပေါ်မှာလက်မှတ်ရထိုးပွဲလေးလုပ်တယ်အဲ့အတွက်ကြောင့်မို့လို့ အဲဂျီနူးရပါတယ်အရန်လဲပြောဖို့ကောင်းတဲ့ပွဲကြီးဖြစ်ခဲ့တယ်အဲ့လိုပွဲကြီးမှာကျွန်တော်အနေနဲ့လဲဒါမင်္ဂလာခမ်းနားမှုဖြစ်ပေါ့နော်ပြောကြားခွင့်ရခဲ့တဲ့ကြောင့်မအရန်လဲဝမ်းသာခွင့်မိပါတယ်ကျွန်တော်တို့အနောက်စားလုပ်တဲ့လူတွေဆိုတာလေစင်ပွားနေအကောင်လုံးလိုက်ကြည့်နေရတာပေါ့နော်ဟိုအရင်တည်းကဆိုလို့ရှိရင်ကျွန်တော်တို့ကဒါမင်္ဂလာမှတ်တမ်းတက်ပုံပြီးတော့ရိုက်တဲ့ စတူဒီယိုဖွင့်တဲ့ခါကျတော့ကျွန်တော်ခန်းသားမှုလုပ်နေဆိုအောက်မှာသတို့သမီးအမေငိုနေပြီဆိုအဲကိုယ့်ရဲ့ကင်မရာမန်တွေမျက်စပြပြလဲတွားအောင်မှာအမေငိုနေပြီတွားရိုက်ဆိုပြီးပြောလို့ရှိတဲ့လူဆိုတော့စင်ပွားနေကြည့်လိုက်တဲ့အချိန်မှာအောက်မှာတည်းကမချောကထိုင်နေကလေးကသူကညနေနေရဲပြီးတော့ငိုနေပြီအဲ့ဒါကိုတွေးလိုက်တယ်ဒါပေမဲ့လည်းဟိုသူ့ရဲ့ feeling ကိုကျွန်တော်နားလဲတယ်ဘာပဲဖြစ်သူညမလေးဒီချိန်မှာသူစိတ်ချရသွားပြီအဲသူမြင်ချင်တဲ့မြင်ကွင်းလေးကိုမြင်ကွင်းရသွားပြီ တို့တကယ်လက်ထပ်ဖြစ်သွားပြီပြီးတော့ဒီချိန်မှာနောက်ထပ်တစ်ခုကသူစိတ်မကောင်းတာလေးရကြတော့လေသူ့ရဲ့မေမေမရှိတော့ဘူးပေါ့နော်အန်ဒီကလည်းဆုံးပါသွားတဲ့အခါမှာဒီညင်ခွင်းလို့မြင်ပူးစေချင်မှာပဲလို့သူတွေးမိပြီးတော့သူဝမ်းနေသွားတိလိုက်တဲ့အခါမှာကိုလည်းတကယ်စိတ်မောနေနေပြီးတော့အရန်ခံစားရတယ်စိတ်လည်းမကောင်းဘူးပေါ့နော်ပြီးတော့ ဒီစင်ပွားနေမှာစင်းခင်ကျွန်တော်မိသားစုတွေအဆောင်ဓာတ်ပုံလေးရိုက်ရအောင်လို့ဖိတ်ခေါ်တဲ့အခါကျတော့လည်းမချောကစင်ပေါ်ရောက်လာခါမှာသူလှိုက်လှိုက်ပြီးတော့ဝမ်းနေပြီးတော့ငိုရမြင်ပြီးတော့လည်းကျွန်တော်လည်းလေတကယ်ခံစားရပါတယ်ဟိုမချောတို့တဏ္ဍာဘိုတို့နဲ့ကြတော့ကျွန်တော်ကလေဟိုအလုတ်တက်တက်နဲ့ယဉ်နေခဲ့တာမျိုးမဟုတ်ပဲねတကယ်ကိုမောင်နှမလို့မိသားစုလို့ယဉ်နေခဲ့တာအရင်တည်းကနေနေလဲတူတွားတယ်ခီးသွားပြီးတော့အလုတ်တွေဟိုသွားတဲ့ခါမှာယဉ်နေပြီးသားဆိုတော့ အန်တီနဲ့လည်းအရန်ခင်တယ်အန်တီဝါဆိုလို့ရှိရင်အရန်သဘောကောင်းတာပြုံ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 နဲ့အမြဲတမ်းနောက်ကနေလိုက်ခဲတာပေါ့နော်အဲ့တော့ဒီဆုံးသွားတာဆိုတော့လေဒီချိန်မှာဒီမြင်ကွင်းလေးကိုအန်တီကလည်းမြင်စေခြင်းနဲ့ဒီလောက်တောင်ပျော်စရာကောင်းတယ်တကယ်ပဲကြင်လို့စရာကောင်းတဲ့မင်္ဂလာပွဲလေးမှာအန်တီမရှိတော့ဘူးပေါ့နော်အဲ့ဒါလေးကိုမြင်ပြီးစိတ်မကောင်းဖြစ်ရတာပေါ့အဲ့အတွက်ဒီမချောကိုလည်းချီလက်ချီကျူးတယ်လေးလေးစားတယ်ဘာဖြစ်လို့ဆိုတော့ဒုက္ခများ တဏဘောအတွက်ပေါ့နော်မိခင်တစ်ဖွဲအမကြီးတစ်ဖွဲပေါ့နော်စောင့်ရှောက်ပေးနေတယ်မချောရဲ့အမတစ်ယောက်လည်းရှိသေးရယ်ပေါ့နော်သူကညီမ၃ယောက်ဆိုတော့မချောရဲ့အမကြီးလည်းတဲတဲကိုစောင့်ရှောက်ကြတယ်အဓိကတော့သူကအငယ်ဆုံးသမီးလေးလည်းဖြစ်နေရခါကြတော့အအကြီးနှယောက်ကအိမ်တော်ပြုတ်သွားပြီဆိုတော့တဲတဲကအရင်တော့အိမ်တော်မပြုတ်ရသေးတော့သူတို့စိတ်ပူကြတာပေါ့နော်အခုကျတော့တကယ်တမ်း ကောင်းပြင်းနဲ့တရားဝင်လက်ထပ်လိုက်ပြီးဆိုတဲ့အချိန်မှာအမကြီးတွေနှစ်ယောက်စလုံးက one day one day ခုံယူကြတယ်ပြောကြတယ်ဒါပေမဲ့လည်းတစ်ဖက်ကနေမိခင်မရှိတော့တဲ့အတွက်ကြောင့်မလို့သူတို့စိတ်မကောင်းဖြစ်တယ်ဒါကတော့ကျွန်တော်တို့အနေနဲ့ကိုချင်းစာပြီးလို့ရပါတယ်အားလုံးဒီချိန်မှာကျွန်တော်တို့ချစ်ရတဲ့အန်တီကိုလည်းရှိစေချင်တာပေါ့နော်အားလုံးချစ်ကြတဲ့ကောင်းပြင်းတဲ့တာနာဘိုတို့ရဲ့မင်္ဂလာပွဲကြီးရတော့အဲလလော့ဆယ်တော့နော်လက်ထပ်ဆွန်ကျွေးနဲ့လက်မှတ်ထိုးပွဲလေးရတော့ ောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့ပါပြီအခုလိုမျိုးအချိန်ကနေစပြီးတော့မင်္ဂလာ ရတုပေါင်းများစွာတိုင်တဲ့အထိပေါ့နော်မောင်ကောင်းနဲ့တဲတဲလိုပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေပြီးတော့လည်းအဲတာယာချမ်းမြေ့တဲ့ဘဝလေးမှာညီးတွေမြစ်တွေတီတွေတွတ်တွေပေါ့နော်ထွက်တဲ့အထီးပေါ့တယောက်နဲ့တယောက်နားလေခြင်းတွေတီးခန့်ခြင်းတွေခွင်းလွတ်ခြင်းတွေတဘောထားကြည့်ခြင်းတွေနဲ့အတူတူဘယ်လိုပြောမလဲရိုးဤသွားခြင်းမရှိတဲ့အငြင်းတန်း ပူပူနွေးနွေးလက်လက်ဆက်ဆက်နဲ့ချစ်နေတဲ့အချင်းမျိုးနဲ့ချစ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ချစ်မယ်လို့လည်းယုံကြည်ပါဘာဖြစ်လို့ဆိုတော့တို့ရဲ့တတန်းဒီ RS တတန်းအရန်ကိုကြာခဲ့ပြီးအဲ့လိုကြာတဲ့အချိန်ထိယူဖြစ်မယ်ဆိုတဲ့အတွဲတွေကရှားပါတယ်ဒီဘက်ခင်ပါလေဘာဖြစ်လို့ဆိုတော့ရိုးဤသွားကြတယ်ဒါပေမဲ့ကောင်းကြီးရဲ့ဒါချစ်ချင်းတရားတွေရဲ့တစ္ဆာတရားတွေကလည်းခိုင်မာတယ်တဏှာဘောကလည်း ကောင်းပြည့်တယောက်တည်းကိုပဲချစ်ခဲ့တာဖြစ်တဲ့တဲ့ကြောင့်မို့လို့တို့နှစ်ယောက်ကတော့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဘဝတရှောင်းလုံးဒါဟိုနောက်ဆုံးနေဝင်ချိန်ထိတို့နှစ်ယောက်လက်တွဲသွားနိုင်မယ်လို့ဆုတောင်းပေးပါတယ်ခင်ဗျာဟုတ်